ရန်ကုန်တိုင်းတွေကစစ်တပ်ကိုကဲတဲ့နယ်မြေတွေမှာရဲတပ်ဖွဲ့ကဖမ်းဆီးရေးယူမှုတွေလုပ်မဲ့ဆိုရင်စစ်တပ်ကိုကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့ညွှန်ကြားချက်ကိုဇွန်လ15ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ရန်ကုန်တိုင်းခြေဆိုင်တိုင်းရန်တမကနီးပြူကမှုတည်ရင်မှုနဲ့စစ်ကြောင်းမှုတွေကိုထက်ဆင့်ညွှန်ကြားထားချက်ကိုမြန်မာနောင်ကရရှိထားပါတယ်။ရဲတွေအနေနဲ့ဝင်ရောက်ဖမ်းဆီးမှုတွေလုပ်မဲ့ဆိုရင်သက်ဆိုင်ရာနီးပြူဟာနယ်မြေခံတည်ရင်ထံကိုမြို့နယ်ရဲတပ်ဖွဲ့မှုကနေတဆင့်ဒါမှမဟုတ်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကအရင်သတင်းပို့ရမယ်လို့ညွှန်ကြားချက်မှာပါရှိပါတယ်။ သတင်းပို့ပြီးမှသာရဲတွေအနေနဲ့ဖမ်းဆီးမှုလုပ်နိုင်ကြောင်းလဲညွှန်ကြားစာကဆိုပါတယ်။ကြောင်မကြားပဲဖမ်းဆီးမှုလုပ်တဲ့ရဲတွေကိုစစ်တပ်ကယာယီထိမ့်သိမ်းထားမှာဖြစ်ပြီးတော့တိုင်းရန်တမကိုအချိန်နဲ့တပြေးညီသတင်းပို့ပေးရမယ်လို့လဲညွှန်ကြားစာကဆိုပါတယ်။လုံခြုံရေးအမည်မဖော်လို့တဲ့မြန်မာနိုင်ငံသတင်းရှင်းမြစ်တူကဂျန်ကုန်မြို့လယ်ကလာတာမြို့နယ်မှာအွန်လိုင်းဂိမ်းလုပ်ငန်းကိုဝင်ဖန်တာစစ်ကောင်စီတပ်ရင်းတွေခြေဆက်ရမှော်ပြီးမှစက်တိုက်ပွဲတွေလုပ်တဲ့လောင်းစားဝိုင်းကိုဝင်ဖန်တာ စတဲ့ရေးချင်မှုတွေနဲ့ပတ်သက်ပြီးတော့ရဲတွေကိုစစ်တပ်ကညှဉ်းပန်းခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။အဲ့ဒီဖြစ်ရတဲ့အပြီးမှာရန်ကုန်ကစစ်တိုင်းမှုကနယ်မြေကန်စစ်ကောင်စီတပ်တွေကိုစူပူကျင်းပောင်းတယ်လို့သိရကြောင်းသူကဆိုပါတယ်။အခုအချိန်တွေကိုထဲထဲဝင်ဝင်တည်တဲ့စစ်တပ်ရဲ့လုံခြုံရေးတရင်မြေကတော့မွေးစေဝါရောင်းဝယ်သုံးဆွဲမှုတွေနဲ့ပတ်သက်နေတဲ့ရန်ကုန်က night club တွေကိုလည်းရဲတွေကဝန်ဖန်းစီမဲ့အရေးကိုစစ်တပ်ကကန့်တတာဖြစ်ကြောင်းဆိုပါတယ်။လုံခြုံရေးအချိန်တွေအရသူ့ရဲ့ကိုစားညမာနောင်းသတင်းတော့ကအစားထိုးပြီးတော့ပြောပြပေးပါမယ်။ နေမြေခင်ရဲကအဲ့ဒီဘက်တီကိုခြေဦးလက်မရဖြစ်နေပြီရဲရောအခွန်ဌာနရောစီပင်ရောအဲ့ဒီဘက်တီကိုဘာမှလုပ်မရအောင်စစ်တပ်ကိုကြိုတရင်ပေးပြီးမှမွေးရစေဖမ်းရမယ်ဆိုရင်တော့ဘယ်လိုလုပ်ဖမ်းလို့ရတော့မလဲရန်ကုန်တိုင်းခြေဆိုင်တိုင်းရန်တပ်မလက်အောက်မှာတရင်စေရင်ရှိပြီးတော့ခမန်းစေရတထောင်တိရှိနေကြောင်းအာနာဖီဆိုင်ရေးလှုပ်ရှားမှုမှာပါဝင်ထားတဲ့ဗိုလ်ကြီးစင်ရောကသုံးသပ်ပါတယ်ရန်ကုန်တိုင်းခြေဆိုင်တပ်မနှစ်ခုဖြစ်တဲ့ခြေပြန်တပ်မ၁၁နဲ့ ချစ်စင်ရေးကိုကံမှုဌာနချုပ်အမှတ်၄လို့ကိုရှီတန်းတာဝန်ရင်းနဲ့အဝေးပို့ထားရတာကြောင့်နောက်တန်းလုံခြုံရေးအတွက်တိုင်းရန်တမကိုအာဏာသိမ်းမှုဖြစ်ပြီးအနောက်ဖွဲ့လိုက်ကြောင်းသူကဆိုပါတယ်။ရဲတွေရဲ့လုံရက်ကိုကန့်တတ်တဲ့စစ်တပ်ရဲ့ညွန်ကြားချက်ဟာလူရိုးလှုပ်စင်မဟုတ်ဘူးလို့လည်းသူကပြောပါတယ်။ဟိုစစ်တပ်နဲ့မဆိုင်ရဲရေးပိုင်တဲ့ကိစ္စရဲရေးပိုင်တဲ့ case ပဲ။အဲဒါပေမဲ့စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းထားတဲ့နေရာတွေဆိုရင်တော့တမျိုးပေါ့နော်။ဒါမှမဟုတ်ဒီဥစ္စာလူရိုးလှုပ်စင်မဟုတ်ဘူး။ရဲတွေကိုမတင်ကားလို့ ရဲဒီမှာလဲဒါဖျဲသီးတွေတက်တွင်းတင်းပေးတွေရောပြီးရင်လှုပ်ရှားတာတွေရောရှိတယ်ပေါ့နော်အပြီးရင်သူတို့ကဖမ်းနေဖမ်းဟိုဖမ်းနေပေါ့နော်ဖမ်းပြီးငွေကျင့်တဲ့အနေအထားမျိုးတွေရှိလာလို့ဒါတိုင်းရန်တက်မှာကြက်လိုက်တဲ့သဘောလို့ဖြစ်ရမယ်အဲ့ဒါဆိုရင်တော့မကြခင်ကျွန်တော်တို့ရဲနဲ့စစ်နဲ့ပါထပ်ပြီးတော့နှစ်ချမ်းကွဲမဲ့အနေအထားကိုတွားပြီးတော့မြင်ရတယ်ပြည်ထောင်ဝန်ကြီးဌာနလက်အောက်ခံရဲတပ်ဖွဲ့အကြီးအကဲနေရာကိုအစင်ဆက်မှာ စစ်တပ်ကနေဗတ်ပြောင်းလာတဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ဗိုလ်ချုပ်တွေကဥဆောင်နေရှိပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာသူကိုယ်တိုင်ခန့်အပ်ထားတဲ့ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတွေကိုအာဂတိလိုက်စားမှုတွေနဲ့ဖမ်းဆီးရေးယူထားပါတယ်ခင်ဗျာ။